ဒီနေ့နိုဝင်ဘာ18ရက်နေ့အတွက် People's Press ရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။နာဂကိုပိုင်အုပ်ချုပ်ခွင့်ရဒေသပန်ဆောင်မြို့နယ်စပ်မှာအိန္ဒိယနိုင်ငံဘက်ကနေခြံစည်းရိုးကာဖို့ပြင်နေပြီးအဲ့ဒီအပေါ်ဒေသခံတွေကကန့်ကွက်နေကြပါတယ်။မြန်မာအိန္ဒိယနယ်စပ်ကြောက်တိုင်အမှတ်183နဲ့182ပတ်နယ်စပ်တလျှောက်ကိုခြံစည်းရိုးကာဖို့အိန္ဒိယဘက်ကနိုဝင်ဘာလဆန်းကစပြီးပြင်ဆင်လာတာဖြစ်ပါရဲ့ရှင်။စစ်ကောင်စီရဲ့ရွေးကောက်ပွဲမှာ ပြည်သူ့ပါတီကိုကိုစားပြုပြီးရန်ကုန်တိုင်းသင်္ကန်းကျွန်းမြို့နယ်ပြည်သူ့လွတ်တော်မဲဆန္ဒနယ်ကနေဝင်ပြိုင်မဲ့ဥလွေမြင့်ဟာစစ်အာဏာသိမ်းတဲ့အပေါ်ဆန့်ကျင်လှုပ်ရှားမှုတွေကိုတော်လှန်ရေးလို့ပြောဆိုမဲဆွဲတာကြောင့်အကြမ်းဖက်အားပေးဖြစ်ပြီးကိုစလေလောင်းအရေးအချင်းနဲ့ကန့်ညီမှုမရှိဘူးလို့စစ်တပ်ဝါဒဖြန့် Telegram တချို့ကလုံဆော်ကြပါတယ်။ဒါကြောင့်စစ်ကောင်စီရဲ့ရွေးကောက်ပွဲကော်မရှင်ကလည်းဥလွေမြင့်ကိုစစ်ဆေးရေးယူမယ်လို့တုံ့ပြန်ထားပါရဲ့ရှင်။အေယာဝတီတိုင်းကတာပေါင်းမြို့နယ်နဲ့လေးမြနာမြို့နယ်မှာ စစ်တပ်နဲ့အေအေဦးဆောင်တဲ့ဘူပေါင်းတပ်တွေကြောင့်တိုက်ပွဲတွေဆက်လက်ပြင်းထန်နေပါတယ်။နိုဝင်ဘာ16ရက်နေ့ပိုင်းကတာပေါင်းမြို့နယ်တာပေါင်းကလေးရွာနယ်ပတ်ဝန်းကျင်မှာဖြစ်တဲ့တိုက်ပွဲအတွင်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေတေဆုံးဒဏ်ရာရသူများပြားခဲ့တာဖြစ်ပါတယ်ရှင်။မနေ့ကကချင်ပြည်နယ်မချမ်းဘုံမြို့နယ်မလိခမြင့်နောင်မှာစစ်တပ်စစ်ကြောင်းကို KRA ဘူပေါင်းတပ်ကပိတ်ဆို့တိုက်ခိုက်ခဲ့ပြီးစစ်ကောင်စီတပ်ဆုတ်ခွာထွက်ပြေးသွားတယ်လို့သတင်းရင်းမြစ်တအူးကပြောပါတယ်။ စစ်ကောင်စီတပ်ကပူတာအိုမြို့နယ်တန်ကြာရွာဘက်ကိုပြေးသွားတာလို့အသိပေးထားပါတယ်ရှင်။